ဒါဆိုလို့ရှိရင်အကောင်လုံးကမအိပ်ဘူးရောပေါ့နော်ကိုကရောသူတပားလဲပြိုနေတဲ့အချိန်မျိုးတွေနော်သိသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတန်မာမှုအားနည်းနေတဲ့အချိန်မျိုးတွေမှာရောကိုကအများပြန်ပြီးတော့ဟိုထောက်ပံ့ပေးနိုင်ခဲ့တာမျိုးပေါ့နော်ဟို ဟိုမျှော်ဝေပြခဲ့တာမျိုးရှိလားပေါ့အဲ့ဒါကိုလည်းသိချင်ပါတယ်မဲ့မိစားပြောပြပေါ့ဟုတ်ကဲ့ပါရှင်ရှိပါတယ်ဘာလို့ဆိုကျွန်မကိုယ်တိုင်ကလည်းဒီဝင်းများတဲ့အရာကနေပြီးတော့မှကိုယ်တိုင်လက်တွေ့ကျင့်သုံးမှုအတွက်ကိုယုံကြည်ချက်တွေဆုံးဖြတ်ချက်တွေနဲ့ပြုပြင်ပြောင်းလဲလာနိုင်ခဲ့တယ်အဲ့ဒီလျောက်ပဲကျွန်မပုံဝင်ချင်ပါလဲကျွန်မလိုဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ကာယပြင်ရှင်ကိုယ်တိုင်ကငါဒီလိုဖြစ်နေပါလားလို့ သူတို့မတွေးမိကြဘူးဒါပေမဲ့ဘေးလူအနေနဲ့ကြည့်ရင်ကျမကိုယ်တိုင်ကိုခံစားခဲ့ရတယ်ကျမကိုယ်တိုင်ဖြစ်ခဲ့တဲ့လိုပဲပေါ့နော်ကျမဘေးရလူတွေကလည်းမြင်တဲ့အရာကိုကျမမြင်ရတယ်တခြားသူတရားကိုအဲ့ဒီအချိန်ကမျိုးမှာငါကတော့ဒီလိုအစီအစဉ်လေးကနေငါဒီလိုခွန်အားတွေရခဲ့တယ်ဒါပေမဲ့ပုံမှန်အဖြစ်ကြည့်ရင်လူတစ်ယောက်ကကောင်းစင်းလေးမလိုပါဘူးလုပ်ချင်မှမလိုတာပုံမှန်လည်းပတ်သွားမှာပဲငါတို့နေ့စဉ်နေ့များလူသားပဲကြုံတွေ့နေရတဲ့ຢာတွေပဲလို့လည်းလို့ဆိုပဲတွေးမိကြတယ်ဒါပေမဲ့အဲ့ဒီလိုလူကိုပဲကျမပြန်ပြီးတော့မှခွန်အားဖြစ်အောင်လို့ ပြန်ပြီးမျှဝေနိုင်ခဲ့တယ်။အဲ့ဒီအရာမှာသူကိုယ်တိုင်ကလည်းချက်ချင်းစကားပြောတဲ့အချိန်မှာသူ့ရဲ့တုံ့ပြန်မှုကတော့လုံးဝတရားရပိုင်းတော့ယုံကြည်မှုရှိဘူး။ဒါပေမဲ့သူကကိုကလည်းယဉ်နီးနေတယ်လျောက်ဟုတ်လားဝင်မြပါလားဆိုတာမျိုးနဲ့ပဲစကားစမြပြောပြရကနေတကယ်သူ့အတွက်ခွန်အားဖြစ်သွားတယ်။အဲ့ဒီအရာကလည်းသူဒီဘလို့ကြုံတွေ့နေရလဲဆိုမိသားစုခက်ခဲကြအောင်ရောသူ့ရဲ့ယုံကြည်ချက်နဲ့လောက်ခဲ့တဲ့အလို့ကြောင့်တော်လိုင်းကာလာမှာဖြစ်တဲ့ခဲ့တဲ့လျောက်သူ့ရဲ့ရတုအချင်းစခန်းရောက်ခဲ့ရတဲ့အချိန်ပြန်ထွက်လာတဲ့ပြန်လွတ်လာတဲ့အချိန်မှာလည်းသူဒီအောက်တရားမင်းရ စိတ်တရားလုံးဝထွေပြားပြီးတော့မှငါဘာဆက်လုပ်ရမှာလဲယုံကြည်ရတော့မှန်တယ်ငါယုံကြည်ရအောင်ဆက်သွားရင်ရောငါမှန်နေရဲ့လားဒါမှမဟုတ်တခြားသူတွေကယုံကြည်ရမလို့ပဲနဲ့သူတို့တကူရေးစားအစဉ်ပြေဖို့အတွက်ကိုပုံမှန်ဖြစ်တဲ့နေတယ်လို့မျိုးပဲငါဖြစ်တန်းကြည့်ရမလားသူ့မှာဝေဝါးနေတယ်ဒါပေမဲ့သူ့ကိုပြန်ပြီးဆွဲခေါ်ခဲ့ဘာနဲ့ဆွဲခေါ်လဲဆိုကျွန်မခုနကထည့်ပြောသွားသလိုပဲနင်းဆုံးဖြတ်ခဲ့တဲ့အချိန် ငါဒီဒီလောက်ကိုလုံမယ်လို့ဆုံးဖြတ်တဲ့အချိန်မှာတခြားသူကြောင့်ပဲဖြစ်ဖြစ်စေကိုကိုတိုင်းရဲ့ဆုံးဖြတ်ကြောင့်ပဲဖြစ်ဖြစ်စေနေဆုံးဖြတ်မှာပဲအဲ့ဒီအချိန်ကမျိုးမှာနေအခုကြုံတွေ့နေရတဲ့အခက်အခဲကိုအဲ့ဒီနေ့ကိုပြန်ခေါ်အဲ့ဒီနေ့ကိုပြန်ခေါ်ပြီးတော့မှနေဘာကြောင့်ဆုံးဖြတ်ချက်ချလဲဘာလို့ယုံကြည်ချက်ထားခဲ့လဲအဲ့ဒီနေ့ကိုပဲမင်းပြန်ပြီးတွေးပါလို့ပြောတော့ဟုတ်ပြီဆိုပြီးသူခဏလောက်ငြိမ်သက်ပြီးတော့မှ၅မိနစ်လောက်သူမျိုးလုံးမိပြီးကျမရှိမှထိုင်နေတယ်သူပြန်ပြီးပြန်ပြောတယ်စကားတစ်ခုပြန်ပြောတယ် ုတ်တယ်ငါမေ့နေတယ်ငါဆုံးမချက်ချခဲ့တော့ကလည်းတခြားသူပေါ့သူပဲဖြစ်ပါစေငါပဲဆုံးမချက်ချတာဖြစ်စေငါဆုံးမချက်ချခဲ့တယ်အဲ့ဒီအပေါ်မှာငါဒီယုံကြည်လို့သာဆုံးမချက်ချခဲ့တယ်မှန်ကန်လို့သာဆက်လျှောက်ခဲ့တယ်ငါအခုဘာလို့တူနေမှာလဲငါအသက်ရှင်နေသေးတာပဲအသက်တည်ဆုံးသွားတဲ့သူတွေမှာဒါတွေမလုံးနိုင်လို့ ဖြစ်နေတာဆိုတမျိုးပေါ့နော်ငါကိုယ်တိုင်ဟာအသက်ရှင်နေလျက်နဲ့ငါဘာလို့ဒီယုံကြည်အောင်ဆမရှောက်နိုင်ပါလဲဆိုရဲဆုံးမချက်နဲ့သူဒီအဲ့ဒီဝင်များတဲ့အစီအစဉ်ကနေပြီးတော့မှသူခွန်အားပြန်ယူခဲ့တယ်အဲ့ဒီအရာပဲကျွန်မတို့ပြန်ပြီးခွန်အားဖြစ်စေတယ်ဩငါလည်းတစ်ချင်းချင်းမှာ ပြိုလဲချိန်ဆိုတာရှိလာမှာပဲကောင်ဆယ်လင်းမဲ့လောက်ထားပါစေချင်းချင်းမှာဒီလိုဖြစ်လာရင်ငါဒီလိုပြန်သုံးသပ်မယ်ဆိုတာမျိုးနဲ့ပြန်ပြီးဖြေတစ်ခုရခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါအရင်ကောင်းပါတယ်မေးပြီးပြောပြတာနော်ဟုတ်ကဲ့ကိုအောင်လုံးကပြောပြပါအောင်ဟုတ်ဟုတ် လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကကျွန်တော်က KNY မှာရှိတယ်ပေါ့နော်အဲ့ချိန်မှာကအဲကျွန်တော်တို့နေတဲ့နေရာတွေဆိုလို့ရှိရင်လည်းလေးမြန်လာပြစ်တာရှိတယ်လက်နက်ကြီးကြတာရှိတယ်ပေါ့နော်တရက်မှာ ကျွန်တော်နဲ့ကျွန်တော်ညီတယောက်နဲ့ပေါ့နော်ကဲကဲပေါ့ကဲကဲဆိုတာကအခုတောင်းကားပေါ်ကလူရှင်တော်ကဲ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 ပေါ့နော်သူနဲ့ကျွန်တော်ကအဲကျွန်တော် cherry cone ဆိုတဲ့ဈေးလေးကိုဈေးသွားဝယ်တယ်ပေါ့နော်မနက်9:00နာရီလောက်ကျွန်တော်တို့အဲ့ရနေဈေးရနေပြန်လာတယ်ပေါ့နော်ကားကကျွန်တော်မောင်းတာပေါ့အဲ့တော့ပြန်လာတော့လမ်းကျွန်တော်တို့စကန်မရောက်ခင်လောက်မှာ လေးမြန်တန်ကြားတယ်ပေါ့နော် jet fighter တန်ကြားတော့ကျွန်တော် green box အနေပြီးတော့ကျွန်တော်ကြည့်လိုက်တော့ဟုတ်တယ်အဲ့တော့ကျွန်တော်ပုံလိုက်မောင်းလိုက်ပုံလိုက်မောင်းလိုက်ပေါ့အဲ့တော့ကျွန်တော်ကဲစင်ရအောင်မင်းအဲ့ဒါပြစ်မှာတော့အဲ့လေးမြန်ဆိုတော့အဲ့ကျွန်တော်ထင်းတဲ့တိုင်းပဲပေါ့နော်နှလုံးပြစ်ချော်တာဂျိန်ဂျိန်ဆိုအဲ့တော့သူပြစ်လိုက်တဲ့နေရာကကျွန်တော်တို့ scan နဲ့နီးတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့စိတ်ပူတယ်စိတ်ပူတော့ကျွန်တော် scan ကိုပြန်ရင်ပြေးတယ်ပေါ့နော်ပြီးတော့ကျွန်တော် scan မဟုတ်ဘူးစိတ်သက်သာရပါတယ် ဒါပေမဲ့ကျွန်တော်တွေးလိုက်တာအဲ့ဟောင်နေဟုတ်ငါတို့တစ်ခုခုတော့ဘယ်နေရာလဲဆိုတော့တက်ကြည့်မယ်တစ်ခုတော့ကုညီလို့ရနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပဲကပြတ်မောင်းပြီးတော့ကျွန်တော်တို့ထွက်တယ်ပေါ့တော်တော်ကျွန်တော်တို့စကန်ကနေထွက်လိုက်တဲ့အချိန်မှာလမ်းတော်လောက်မှာရဲဘော်တွေကလာတယ်ပေါ့နော်ဆိုင်ကယ်တွေနဲ့ကလေးလေးထိထားလို့ပေါ့နော်အဲ့တော့ဒီမှာ nest ရှိလာ nest ကရှိတယ်ဘယ်ကိုထိတာလဲဆိုတော့ခါရဲဆိုတော့အဲ့တော့ကျွန်တော်တွေးတာကအဲ့ပြင်ပဒိုင်ယာတွေကျွန်တော်လက်တို့6တို့ဆိုလို့ရှိရင်ဒါကျွန်တော်တခုခုလို့လို့ရနိုင်ပေါ့နော်ခါဆိုတဲ့အစိပ်ပိုင်းကြတော့အသက်နဲ့နီးနိုင်တယ်ပေါ့နော် တော့အဲ့ဒါမရဘူးလားဆိုပြီးတော့ကျွန်တော်ကျွန်တော်ကားနဲ့သွားတယ်ပေါ့နော်တော်တော့ဟိုရောက်တော့ကလေးလေးက6နှစ်9နှစ်လောက်ရှိတယ်မင်းကလေးအဲ့တော့ဟိုမှာလည်းပြာရခတ်နေကြတယ်ပေါ့နော်ပြာခတ်နေတော့ကေလာအဲ့ဒါဆိုလို့ရှိရင်အုတ်ထင်းသူတယောက်လိုက်ခဲ့ကဲစင်မင်းကလေးကိုချီကျွန်တော်မောင်းတယ်ကဲစင်အနောက်မှာကလေးလေးကိုချီရတယ်ပေါ့အဲ့တော့မောင်းနေတဲ့အချိန်မှာကလေးကသမီးရဲ့အိတ်ချင်တယ်သမီးရဲ့အိတ်ချင်တယ်လို့ပြောတယ်ပေါ့နော်ပြောတော့အဲ့ချိန်မှာ အမျိုးသမီးကလည်းအရက်စိတ်ပူနေတယ်။ကျွန်မသမီးလေးအသက်မီပါမလားကျွန်မသမီးလေးတက်မီပါမလားဆိုတော့ကျွန်တော်စိုးရင်ွားတာတစ်ခုရှိတယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့သူ့စကားကြောင့်ပေါ့။ကလေးကအသက်သေးချင်းရှင်ချင်းကိုသူတွေးနေမှာမဟုတ်ဘူး။သူတိုင်ရပေါ်မှာ။ဒါပေမဲ့သူပြောတဲ့စကားကြောင့်ဟိုမှာကလေးမှာ cipher တစ်ခုဖြစ်မှာကျွန်တော်စိုးတယ်။အဲ့တော့သူ့ကိုကျွန်တော်ပြောလိုက်တယ်။အမခဏလေးတက်တေးလေးနေပြီ။ကလေးကဘာမှမဖြစ်ဘူး။ကလေးကောင်းသွားလိုက်မယ်။အဆင်ပြေသွားလိုက်မယ်။လောလောဆယ်ကျွန်တော်တို့ စစ်စကန်ကိုရောက်သွားမယ်ကျွန်တော်စေုံစေကန်ကိုရောက်သွားမယ်ကလစ်ကိုကျွန်တော်ရောက်ကဲမယ်အဲ့ခဏလေးစစ်ကိုရှော့လိုက်စစ်ကိုရှော့လိုက်နောက်တစ်ခါဒီလိုမျိုးဖြစ်ကြုံလို့ရှိရင်ဒါမျိုးမဖြစ်အောင်ကျွန်တော်တို့သင်ခန်းစာယူရမယ်ခဏလေးစစ်ရှော့လိုက်ဆိုတော့သူနည်းနည်းလေးညင်သွားတယ်ပေါ့နော်အဲ့တော့ကလစ်ကလည်းအဲ့မှာတအားပြောနေသူကြီးအိတ်ချင်တယ်ပဲပြောနေတာပေါ့နော်အဲ့ကလစ်ကိုကတွေးရလဲကက်စီမှာရွှဲနေတယ်ပေါ့ကက်စီကလည်းကလစ်ကိုအတင်းလှုံလို့ကျွန်တော်ကဲစီရောက်မင်းကလစ်ကိုတော့မအိတ်ပြောသွားစေနဲ့ကက်စီကလည်းနှိုးပေါ့နော်အဲ့ဒီမှာကျွန်တော် ကောက်ပြန်မောင်းထွက်တယ်ပေါ့ကလေးကအဲ့လိုပြောလိုက်တဲ့ချိန်မှာအဲကျွန်တော်ကိုယ်တိုင်ကဟိုစိတ်ပိုင်းဆိုင်ရာအောင်ရုပ်ပိုင်းဆိုင်ရာအောင်တော်တော်ပြူလဲနေကျွန်တော်မငိုဘူးဒါပေမဲ့ကျွန်တော်မျက်ရည်လူလူကျတယ်သူတခွန်းပြောလိုက်တိုင်းကျွန်တော်ရင်ထဲမှာနင့်နေအောင်လားကျွန်တော်တို့သားသမီးရွယ်ဟိုအဲ့တော့ကျွန်တော်ကောက်ဆမောင်းထွက်တယ်မောင်းထွက်တော့လမ်းမှာကျွန်တော်တို့လေးမြလာပြတော့ဆိုင်ကယ်တွေပေါ်ကနေပြီးတော့လူတွေကစင်ကြဆိုင်ကယ်တို့လမ်းပေါ်ဒီတိုင်းတုံးလုံးလဲခဲ့ကြတာရှိတာပေါ့ တော့အဲ့ဒါတွေကိုကျွန်တော်ကမောင်းရတယ်အရှင်ကလည်းလျှော်လို့မရဘူးနောက်တစ်ခါတချို့ဆိုင်ကလေးဆိုလို့ရှိရင်ကျွန်တော်ပုတ်ပုတ်ကတီးကတိုက်ခဲ့ရတယ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်စေုံစေကံရောက်ပို့ပေးခဲ့တယ်ကလေးလေးတက်ရှင်ပါတယ်ပေါ့နော်ဒီနေ့ဒီတက်ရှင်တယ်ပေါ့ပြောချင်တာကကျွန်တော်ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာရောယူပိုင်းဆိုင်ရာတုံ့လုံနေတယ်ခြောက်ချားနေတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးကျွန်တော်နှစ်သိပ်ပေးနိုင်ခဲ့တယ်သူမိဘကိုရောကျွန်တော်နှစ်သိပ်ပေးနိုင်ခဲ့တယ်မဆိုရင်လည်းကျွန်တော်ရောက်အောင်ကယ်မယ်ပေါ့နော်အဲ့တော့ ဆိုလိုတာကတချို့နေရာတွေမှာကျွန်တော်တို့ကိုယ်ကိုယ်တိုင်ပြင်းပြင်းထန်ထန်ခံစားနေရတဲ့အချိန်မှာတော့မှပဲမှန်မှန်ကန်ကန်လေးကျွန်တော်တွေးမယ်ဆိုလို့ချင်းအရှုအချို့နေရာတွေကကျွန်တော်အဆင်ပြေပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါအကောင်တော့အရန်ကောင်းမွန်ခဲ့တဲ့အလုပ်ရက်တစ်ခုပါပဲเนาะဆိုတော့ဒုမြောက်ဝေမျှပြေးနိုင်ခဲ့ပါတယ်အဲ့တော့နောက်ထပ်တစ်ခုထပ်ပြီးတော့မေးချင်တာကပေါ့เนาะအာဒီလိုတော်လိုက်ကာလာအတွင်းမှာတချို့သောသူတွေကအာငါလဲပြူတော့မယ်ဒါမှမဟုတ်လည်းငါပြိုလဲလိုက်ချင်ပြီပေါ့ ဆိုဒီလိုမျိုးအတွေးရှိနေတဲ့သူတချို့ရဲ့အတန်အလေးကိုကျွန်တော်ကြားနေရလို့လေးရှိတယ်ပေါ့နော်ဆိုတော့ဒီလိုအချိန်မှာကိုအောင်လုံးတို့မအေးမီတို့အနေနဲ့ကိုယ့်ရဲ့ဒီလိုရဲဘော်ရဲဘက်တွေနော်ကိုနဲ့ဒီတသားတည်းရှိနေတဲ့သူတွေကိုဘယ်လိုများအပိတ်ကျန်လဲပေါ့နော်မအေးမီစပြောပြပါဦးပြောပါရှင်အဲကျွန်မအနေနဲ့ဆိုလို့ရှိရင်ဂျုံတွေ့ကြရတဲ့အရာတွေမှာရဲဘော်ရဲဘက်တွေအနေနဲ့ဒီလိုအရာမျိုးဟာအခုမှမဟုတ်ဘူးတော်တော်လေးကြကြခံစားနေရတဲ့သူတွေမှာဖြစ်လေးဖြစ်တာရှိတဲ့အရာတွေကျွန်မအများကြီးကြုံခဲ့ရတယ်ဆိုတော့သူတို့တွေဒီ ယုံကြည်ချက်ကြောင့်တော့ဒီလုပ်ကိုဆက်လုပ်နေတယ်မတရားတာအောင်တရားမှန်သိလို့တော့တော်လန်နေကြတယ်ဒါပေမဲ့သူတို့မှာပုံမှန်ရည်တည်ဖို့အတွက်စိတ်တဲ့ပိုင်းဆရာမှာရောရုပ်ပိုင်းဆရာမှာရောအများကြီးလိုအပ်ချက်ရှိတယ်။ဘာလို့ကျွန်တော်တို့ကအသက်ရှင်ပြီးဒီလုပ်ကိုလုပ်မရမှာဘူး။ဒီကအသက်ရှင်မှလည်းဒီလုပ်ကဆက်လုပ်လို့ရမယ်ဆိုတော့သူတို့အနေနဲ့ငါတော့အသက်ရှင်နေတာမှန်ပဲဒါပေမဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်သူတို့မှာနေ့စဉ်လိုအပ်ချက်ဆိုတာရှိရဲ့နေ့စဉ်ဖြစ်တဲ့မှုဆိုတာရှိရဲ့တကူကြီးသုံးဝါစာเนาะဆက်ဆက်ရမှာသူတို့အတွက်ကပြင်ဆင်ထားရမယ်လေ။ဒါပေမဲ့ကျွန်တော်တို့ကမပြင်ဆင်ဘဲနဲ့ ယုံကြည်ချက်ကြောင့်သာဒီလမ်းကိုရွေးခဲ့ကြတယ်။တော့ကိုယ်တော်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲနေနေလို့ဆရာရှိတာဆက်လုပ်နေတာမှန်ပဲလေ။နေ့စဉ်ဘဝရဲ့လိုအပ်ချက်တွေကိုကိုကမဖြည့်ဆည်းဘဲနဲ့ဒီရည်ရွတ်လူရှူပြီးတော့မှတော့ရေရှိမတောက်ခံနိုင်ပါဘူး။ဆိုတော့များစုကလည်းသူတို့ရဲ့မိသားစုကြောင့်စိတ်တရားရနေတာရှိတယ်။ငါဒီလုံးဆက်လုပ်နေတဲ့အတွက်ဝင်မှုမရှိဘူး။အဲ့တော့ငါတို့သူတို့ဘယ်လိုပြန်ထောက်ပံ့မလဲ။ပြီးရင်သူတို့ရဲ့အသက်အရွယ်ပိုင်းခြားကိုကြည့်ပြီးတော့မှမိဘတွေ၊ညီကိုမောင်နှမတွေအားလုံးပြန်လဲတွေ့ရတယ်ပေါ့နော်။ဆိုတော့ရေရှိမှာငါဒီလုံးကိုဆက်လုပ်နိုင်မယ်ဆိုရင်တော်ရဲဝင်ပြီး တနက်ကင်မှမဟုတ်ပါဘူးဘယ်နေရာကပဲလုံလုံထောက်ဖို့ပဲဖြစ်ဖြစ်ကျန်တဲ့ဘယ်နေရာမျိုးမှမစိုးဖြူတော်တစ်ခုစီကနေကဏ္ဍတစ်ခုစီကနေပါဝင်နေမယ်ဆိုရင်လဲသူတို့ဒါတော်လိုင်းလုံနေချင်ပါပဲအများစုကမှားနေကြတာတကူကယူနီဖောင်းဝတ်မှဂန်းကင်မှဒါတော်လိုင်းလုံတွေမြည်ကြတာဘူးအများစုကလည်းဝေဖန်ကြတာဆိုတော့အားလုံးရဲ့အကကဲကိုဝင်ပြီးတော့မခံစားကြည့်ပဲနဲ့တော့မသိနိုင်ဟုတ်ပြီဒီရာတခုတွေ့ကြအောင်ဒီတော်လိုင်းအောင်မလားဆိုမဟုတ်ဘူးအဲ့တော့အားလုံးကဂန္ဓာအတီးတီးရှူတော့ဒီတီးရနေ ကိုစီတက်ညီလက်ညီလှုပ်လှုပ်နေရင်တော့ဒါအမြန်ဆုံးတော့ဗန်းနိုင်ရောက်မှာပဲလေဆိုတော့အများစုကလည်းရဲဘော်တွေကကိုယ့်ရဲ့မိသားစုကြောင့်ရောကိုယ့်ရဲ့နေစဉ်ဖြစ်တမ်းမှုကြောင့်လိုအပ်ချက်တွေကြောင့်ခုမှဟိုမုံစားကျင်တာပဲဖြစ်ဖြစ်အေးတောက်ကျင်တာပဲဖြစ်ဖြစ်ဆက်လက်ဝယ်တောက်ကျင်တာပဲဖြစ်ဖြစ်ထောက်ပံ့မှုတစ်ခုမရှိဘဲနဲ့တို့ရရှိဘလို့ရက်တည်မလဲဒါရိုးရှင်းဆုံးပါပဲဝင်ဝင်မရှိတဲ့အလုပ်တစ်ခုကိုယုံကြည်ချက်ကြောင့်ဆက်လုပ်နေပြီမဲ့တို့ရဲ့နေစဉ်ပြတ်သက်မှုကိုမဖြည့်ဆည်းဘဲနဲ့တော့ရရှိမလုပ်နိုင်ကြပါဘူးအဲ့တော့ဘယ်နေရာဘယ်ဒေသမှာပဲမဆိုဘယ်ရှုထောင့်မှာပဲမဆိုထောက်ပံ့မှုရှိမှသာဒါ လှုပ်ဆက်လှုပ်လို့ရတာဟုတ်ဆိုတော့ခန်းတိုင်မယ်ဆိုလို့ရှိရင်လည်းထောက်ပံ့မှုရှိမှထောက်ဖို့ရှိမှခြေထဲမှာလှုပ်ဖျောင်းလှုပ်လို့ရမယ်။ဘယ်နေရာပဲဒေတာမဆိုဒီလိုအချက်ကအဓိကပဲပေါ့နော်။အဲ့လို့ဆိုတော့ရဲဘော်ရဲဘက်တွေအနေနဲ့လည်းသူတို့ရဲ့အခြေတစ်ခုကိုရောက်တဲ့အခါမှာလက်နဲ့ကင်ထားတဲ့သူပဲဖြစ်ဖြစ်ဒီတခြားရှူတော်ကနေလှုပ်တဲ့သူပဲဖြစ်ဖြစ်တော်လန်ရေးကိုပါဝင်နေမယ်ဆိုလို့ရှိရင်သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေနေ့စဉ်ဖြစ်တတ်မှုတွေဟာလုံလောက်တဲ့ဖြည့်သိမ့်စရာမျိုးမရှိဘဲနဲ့တော့တောက်ခံနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် သူတို့ရဲ့ဆုံးဖြတ်ချက်ကအဓိကကြားတယ်။ဆုံးဖြတ်ချက်ဒီလေကိုစတင်ပြီးဆုံးဖြတ်ခဲ့တဲ့ရွေးချယ်ခဲ့တဲ့နေ့ကိုပြန်မှတ်ရပြီးတော့မှသူတို့ငါဘာလို့လုတ်တင်နေလို့ဆုံးဖြတ်ချက်ချတာလဲ။ငါဒီလမ်းမှန်လားမျိုးစုံသူတွေးခဲ့မှာပဲ။အဲ့လိုတွေးပြီးတော့မှလည်းဒီလမ်းတစ်ခုကိုရှောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဘယ်ရှုထောင်းကပဲပါဝင်ပါစေသူတို့ရဲ့လုံနိုင်စွမ်းအားဒီအသက်ရှင်နေဖို့အဓိကဖြစ်တဲ့အတွက်ကြောင့်အသက်ရှင်နေထိုင်ခြင်း စိတ်ကျမ်းမာဖို့ကိုကျမ်းမာဖို့ကအဓိကကြတဲ့အတွက်ကြောင့်အဲ့ဒီအရာတွေကိုရှင်ဖြည့်ပြီးတော့မှဒါဒါဆက်ပြီးလုံးတင်တယ်လို့ခြင်းနေပေါ့နော်အဲ့ဒါကြောင့်လေဒီရဲဘော်ရဲဘက်အများစုကနှစ်ကြာလာတဲ့အများတော်လန်ရဲ့အရှိန်ကအယူတကူတော့ရောက်လာပေမဲ့ခန္ဓာရဲ့ရှိမှုတွေကတယောက်နဲ့တယောက်မတူညီဘူးကောင်းကင်ဆိုးခြင်းအကုန်လုံးသူတို့ရဲ့ဝေမျှမှုတွေသူတို့ရဲ့လက်ကမ်းနိုင်မှုတွေဟာရာဂိုင်းလုံးမတူညီတဲ့အတွက်ကြောင့်သူတို့ရဲ့ရွေးချယ်မှုကအဓိကကြတယ်။အဲဒီရွေးချယ်မှုကလည်းသူစတင်ရွေးချယ်ခဲ့တဲ့နေ့ကိုပဲပြန်အမှတ်ရပြီးတော့မှပြန်ပြီးဆုံးဖြတ်ချက်ချတာမျိုးပဲဖြစ်စေချင်တယ်ပေါ့နော်။ဟုတ်ကဲ့ပါရှင့်။ ဟုတ်ကဲ့ကျေးဇူးပါမေအမီအဲ့တော့မေအမီဆွေးနွေးသွားတာကတော့ဒီကိုယ့်ရဲ့ဒီလိုမျိုးတွေးနေတဲ့အာလိုလဲလိုက်ချင်ပြီးလိုတွေးနေတဲ့ရုပ်ရည်ဘက်ထရီမစ်ဆွေတိုင်းဝိုင်းတွေကိုပြောချင်တဲ့တင်းစကားကတော့ဗာလဲဆိုတော့အာကိုရုပ်ကြည်အောင်ကိုပြန်ကြည့်မယ်ရှာဖွေမယ်ပြီးတော့ဟိုတယောက်ထဲလဲနေလို့မရဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့အတိုင်းဝိုင်းဘာတွေလုပ်နေလဲပြီးတော့ဟိုကောင်းချင်းဆိုးချင်းဆိုတာတွေကိုလက်ခံပြီးတော့ဘယ်လိုရှင်းဆက်ပြီးတော့မြင်အောင်ကြည့်မလဲပေါ့နော်အဲ့တော့ရုပ်ပိုင်းလဲမကဘူးစိတ်ပိုင်းရောရုပ်ပိုင်းရောနှစ်ခုစလုံးမြတ်မြတ်တရတရနဲ့ ခွန်အောင်ပြန်မွေးမြူဖို့အာပြောပြသွားတာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကိုအောင်လုံးကအာဒီခါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုဘယ်လိုများအပိတ်ချင်ပါလဲပေါ့ဗျာဟုတ်ဟုတ်အပိတ်ရဆိုတာထက်ကူပေါ့နော်ကျွန်တော်ကတော့ဖြစ်စဉ်ကိုလက်ခံစီစဉ်တာပေါ့နော်တခါတလေမှကျွန်တော်တို့ရှိရကကျွန်တော်တို့ကိုယ်တိုင်လည်းပြိုလဲခြင်းတဲ့အချိန်တွေရှိရပေါ့နော်အဲ့တော့အဲ့တော့ပြိုလဲခြင်းနဲ့စစ်ကူမပြိုလဲရဘူးလို့ကျွန်တော်တောက်ခံနေတာကျွန်တော်ထင်တယ်ဗျအရင်ပြင်ပန်းလိုက်အဲ့တော့တချို့ဖြစ်စဉ်တွေကိုပြိုလဲခြင်းနေပြီဆိုရဟုတ်တယ်ငါပြိုလဲခြင်းနေပြီ ဲ့တော့ကျွန်တော်တို့ကလက်ခံဖို့လိုတယ်ဒါမှကျွန်တော်တို့ကအဖြစ်စဉ်ကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုတာကျွန်တော်တို့တုံးသက်လို့ရပါဘူးအဲ့တော့တစ်ခါတလေမှကျွန်တော်တို့ကကိုယ့်ရဲ့ပမာဏကိုယ့်အတိုင်းဆောက်ကိုကိုယ်တိုင်းနားလည်ဖို့လိုတယ်ပေါ့နော်အဲ့တော့အကိုကဘာလဲပေါ့နော်ကျွန်တော်စင်တကောင်လားပေါ့နော်ဒေါ်လာကြီးဖြစ်စင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်စင်တကောင်လို့ကျွန်တော်တို့ကခွန်အားပလာနဲ့တော်ကြီးကိုကျွန်တော်တို့ချက်ထွင်မလားပေါ့ဒါမှမဟုတ်ကိုယ်ကကြွတ်ကောင်လားပေါ့ကြွတ်ကောင်လို့မြေကြီးဖောက်နိုင်တဲ့ပမာဏရှိတာလားပေါ့ကိုယ်ပမာဏကိုကိုယ်သိရမှာပေါ့နော်အဲ့တော့တစ်ခါတလေမှကျွန်တော်တို့ကကိုယ်ပမာဏထက်ကြော်ပြီးတော့စဉ်းစားတာရှိတယ် တော့ကိုကတော့ကြက်လောက်ပမာဏခွန်အားနည်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကစီးလောက်လုတ်ချင်တဲ့အခါမှာကျွန်တော်တို့စိတ်ဖြစ်စီတယ်အဲ့တော့စီးလောက်လုတ်နေတဲ့လူတွေကိုလည်းကျွန်တော်လှမ်းပြီးတော့ blame နေပေါ့နော်သူတို့ကိုကျွန်တော်တို့ဝေဖန်တယ်အမင်းတို့လုတ်နေတာအဆင်မပြေဘူးလားပေါ့နော်ညှော်လင့်ချက်တွေသွားထားတယ်ပေါ့အဲ့တော့ကျွန်တော်မြင်နေပြတခါတလေမှကျွန်တော်တော်လိုင်းကြီးမှာတော့အဲကျွန်တော်တို့ကစင်လောက်ခွန်အားရှိတဲ့လူတွေစင်လောက်ခွန်အားရှိတဲ့အဖွဲ့အစည်းတွေကစင်ကန်းတော်တော်လို့မရဘူး စင်ကတော့တူဖြစ်လို့မရဘူးပေါ့နော်အဲကြွက်လောက်ခွန်အားနည်းတဲ့သူတွေကလည်းအဲကျွန်တော်တို့တည်ကြတယ်ကြွက်ပြင်းနေဖြစ်လို့မရဘူးပြအဲ့တော့ပမာဏရာကျွန်တော်တို့နိုင်တဲ့ခွန်အားရမှာကျွန်တော်တို့အကောင်းဆုံးရည်တည်ရအောင်ကိုလုံးနိုင်တဲ့အတိုင်းဆောက်ကိုကျွန်တော်တို့နားလဲအောင်ငါပါလဲပေါ့နော်ငါကြွက်လာကြောင်လာကျွန်တော်ဆင်လာပေါ့အဲ့တော့တချို့ຢာတွေမှာကိုကတော့ကြွက်လောက်ပဲရှိရဲဒါပေမဲ့ဆင်လောက်တောင်ဝင်နေယူပြီးတော့အဲ့မှာဝင်တော့မပြီးနေလို့ရှိတယ်ပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့မှာဒီကနေရုံးထွက်ခြင်းတဲ့စိတ်တွေဖြစ်လာတာ တော့အဲ့လိုမျိုးကိုကြောက်လောက်နိုင်တဲ့ပမာဏကိုကြောက်လောက်ပဲမြေကြီးတူးဖို့ကိုလုံးနိုင်တဲ့မြေကြီးတူးဖို့ပဲကျွန်တော်အားဆိုင်စေချင်တယ်ပေါ့နော်အဲ့တော့တချို့နေရာတွေမှာကျွန်တော်ပြိုလဲကျင်တဲ့စိတ်ဖြစ်လာတဲ့အခါမှာโอเคရတယ်ရတယ်အဲ့တော့လက်ခံဖို့လိုတယ်ပြိုလဲကျင်နေပြီငါပြိုလဲကျင်နေပြီလက်ခံလို့ရတယ်ဒါပေမဲ့ဘလို့ပြိုလဲမှာလဲပေါ့နော်ကျွန်တော်အကောင်းဆုံးကျွန်တော်တို့တတောင်တတာနဲ့ပြိုလဲရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဘုံကနေဆိုပစ်လဲသွားတာတဲ့ဆိုင်လက်လေးထောက်ပြီးကြာသွားလို့ရှိရင်အဲ့လက်ကကျွန်တော်ပြန်ထဖို့တော့ခွန်အားပြန်ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တတောင်တတာကြာဖို့လိုတယ် တက်တောင့်တက်တာကြဖို့ဆိုတာဒီတက်တနာဖြစ်စဉ်ကိုကျွန်တော်နားလဲဖို့လိုတယ်ပေါ့နော်ကျွန်တော်အကောင်းဆုံးချင့်ကပ်နိုင်ရမယ်အဲ့တော့တချို့အရာတွေမှာအဲကိုကကြွပြင်းလာပေါ့နော်တချို့အရာတွေမှာကိုကစင်ကန်းလာပေါ့အဲ့တော့ဒေါ်လိုင်းမှာတော့စင်ကန်းလို့လို့မရဘူးကြွပြင်းလည်းလို့လို့မရဘူးကိုနိုင်တဲ့ပမာဏကိုအတိုင်းစထက်ကြော်ပြီးတော့ကျွန်တော်တွေးလို့မရဘူးအဲ့တော့ကိုလုံးနိုင်စွမ်းအားကိုကိုယုံကြည်ပါသူများရဲ့လုံးနိုင်စွမ်းအားကိုကျွန်တော်မမျှော်လင့်ပါနဲ့ကျွန်တော်ကတော့ဒါပဲပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးပါကိုအောင်လုံးအဲ့တော့ဒီ ကောင်းလုံးပြောသွားတာကိုဆွေးနွေးသွားတာနှစ်ချောရလို့ရှိရင်တော့ကိုအာဆင်လောက်ကြီးလုံနိုင်တာလားကြွက်လောက်ကလေးလုံနိုင်တာလားဒါပေမဲ့ဘာပဲလုံနိုင်လုံနိုင်ဆင်ကန်းလည်းမဖြစ်စေနဲ့ကြွက်ပြင်းလည်းမဖြစ်စေနဲ့ပြီးတော့ပြူလဲတယ်ပြူလဲခြင်းတယ်ဆိုတဲ့အတွေ့အကြုံလက်ခံလိုက်ပါလက်ခံဖို့လိုတယ်ပြီးလို့ရှိရင်ဘယ်လိုပြူလဲမှာလဲပေါ့နော်ကျွန်တော်တက်တော့တက်တာအနေထားမျိုးဖြစ်အောင်ဘယ်လိုနည်းနဲ့တစ်ဆက်တည်းမှာပဲကိုယုံပြန်ကန်ထားဖို့အတွက်အစဉ်သင့်ဖြစ်အောင်ဆိုတဲ့ အာနီလန်လေးပေါ့နော်ဒီလိုမျိုးယူစာလေးကိုပြောသွားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးပိုင်းနေနဲ့လीအာကျွန်တော်တိချင်တာကတိချင်တာဆိုရတဲ့ပေါ့နော်ပြောပေးစီချင်တာဆွေးနွေးပေးစီချင်တာကဘာလဲဆိုတော့မျောလင်းချက်တွေကိုလက်မလျှော့လိုက်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာစိတ်တက်ပိုင်းဆိုင်ရာခွန်အားတွေပြည့်လာဖို့တန်မာလာဖို့ဆိုရင်အားလုံးအတွက်ဘာများစကားတစ်ခေါက်လောက်ပြောပြလို့ရမလဲခင်ဗျာ အာမိတ်မိအစပြောပြပေါ့ဟုတ်ကဲ့ရှင်အမ်ကျမနေနေဆိုလို့ရှိရင်ကျမကိုယ်တိုင်းလက်ရှိအဲကျင့်သုံးနေတဲ့အရာကိုပဲညွှန်ပြစီနေပါတော့အဲ့ဒါဗာလဲဆိုတော့ကျမတို့ကမျှော်လင့်ချက်တွေရှိတယ်နာဂတ်အတွက်အိမက်တွေဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေပေါ်မှာမဖြစ်လာသေးတဲ့အရာအတွက်ကိုတအားမျှော်လင့်ချက်ထားပြီးတအားစိတ်နှစ်ထားရင်မဖြစ်လာတဲ့အခါမျိုးကြရင် ကိုယ်တိုင်းပဲပြုလဲခံစားရမှာလေဆိုတော့ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ်စေမိကိုယ်တိုင်းရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ဖြစ်စေကိုကဒီဆုံးဖြတ်ချက်တစ်ခုကိုချပြီးတော့ကိုယ်တိုင်းလုပ်နေပြီးဒီလမ်းကိုရှောင်လန်းနေပြီဆိုလို့ရှိရင်တော့ကျမတို့ကအရာရာလက်ခံနိုင်ရမယ်ကောင်းခြင်းလားဆိုခြင်းလားပြုရှင်ခြင်းလားဝန်ထမ်းခြင်းလားအဆင်ပြေခြင်းလားဆင်မပြေခြင်းလားပေါ့နော်အဲ့ဒီအရာတွေကိုကျမတို့ကယုံကြည်လက်ခံပြီးတော့မှမျှော်လင့်ချက်တွေအိမ်မက်တွေနဲ့အနာဂတ်တွေအတွက်တအားကြီးစိတ်နှစ်တာတန်ဆိုင် ယခုလက်ရှိပစ္စုပ္ပန်ကိုလက်တွေ့ကျကျကိုပဲတွေးစီခြင်းနဲ့ပြီးတော့အတိတ်မှာဆိုလို့ရှိရင်လည်းကျမတို့အတွက်သင်ငန်းစာရမယ်ဆိုရင်ပြန်ပြောပါပြန်ပြီးတင်ငန်းစာယူပါမဟုတ်ဘဲနဲ့တင်ငန်းစာလည်းမရဘဲနဲ့အများအတွက်ကိုကို့အတွက်ကိုအကျိုးလုံးဝမရှိဘဲနဲ့အရာတွေကိုပြန်ပြီးဆွဲခေါ်ပြီးတော့မှစိတ်နှစ်ထားတာဟာပင်မဆုံးပါပဲအဲ့တော့အတိတ်ကအရာတွေဆိုလို့ရှိရင်လည်းယခုပြစ္ဆုတ်ပံမှာတင်ငန်းစာယူဖို့ထိုက်တန်တဲ့အနာဂတ်အတွက်လည်းဒါတင်ငန်းစာပြီးဝရင်ဆိုလို့ရှိရင်တော့ကျွန်တော် လက်ရှိပစ္စုပန်မှာလည်းအတိတ်ကအကြောင်းအရာကိုပြန်တွေးပါပြန်သုံးသပ်ပါဒါပေမဲ့ကျမတို့အတွက်လက်ရှိပစ္စုပန်ယခုချိန်ဒီသာဒါလက်တွေ့အကျဆုံးပဲမလို့အဲ့ဒီနိလန်းနည်းနဲ့ပဲဖြတ်သန်းစီခြင်းနဲ့ကျမကိုရိုင်းကလည်းအာမျှလင့်ချက်တွေအိမ်မက်တွေအများကြီးရှိပေမဲ့ဒီပစ္စုပန်ကိုပဲတက်တက်ရှုပြီးတော့မှငါရေလုံနိုင်ဆိုရင်ဘယ်လောက်လဲဆိုတာကိုကြည့်ပြီးတော့ပဲတဏိတာချင်းဖြတ်သန်းတယ်အဲ့ဒီတဏိတာချင်းမှာပဲတအားပင်မလာရင်ဆိုရင်အခုအချိန်ဘယ် လက်တွေ့ကြကြကြည့်ရပေါ့နော်အားကြောင့်ပစ္စုပန်ယာရီဆိုလို့ရှိရင်လည်းကျမသင်ငန်းစာယူစရာတွေကိုပဲပြန်တွေးတော့တယ်ပြန်သုံးသက်တော့တယ်လက်ရှိပစ္စုပန်ကိုပဲအာယုံပူဆိုင်တော့တယ်ပေါ့နော်အဲ့ဒီနီလန်လေးကိုပဲမျှဝေချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကိုအောင်လုံးအနေနဲ့ရောဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုလက်မလျှော့လိုက်အောင်အာဒီရှိနေတဲ့စိတ်ကုံအားတွေမကြိုးပဲ့သွားအောင်စိတ်တက်ပိုင်းဆိုင်ရာပူပြီးတော့တမ်းမအားကောင်းလာအောင်ဆိုလို့ရှိရင်ကိုအောင်လုံးလဲစကားလေးတစ်ခွန်းလောက်ပြောပြပါအောင်ခင်ဗျဟုတ်ကျွန်တော်ကတော့ပြောချင်တာတစ်ခုပါပဲလက်ခံလိုက်ပါပေါ့နော်ရအောင်လက်ခံလိုက်ပါပေါ့ ကောင်းတာလားလက်ခံလိုက်ပါဘောနော်ဆိုးတာလားလက်ခံလိုက်ပါအဲ့တော့လက်ခံခြင်းမှာကျွန်တော်တို့ကအဲကျွန်တော်စိတ်လုံးသားမှာငြိမ်းချမ်းတယ်ဘောနော်ဖြစ်စဉ်တစ်ခုဖြစ်လာပြီးကောင်းတဲ့ပုံမှာပဲဖြစ်ဖြစ်ကောင်းတဲ့ပုံမှာကျွန်တော်လက်ခံလိုက်ပြီဆိုရင်အဲကျွန်တော်ငြိမ်းချမ်းသွားတယ်ဘောဆိုးတဲ့ပုံမှာလည်းကျွန်တော်လက်ခံလိုက်ပြီဆိုရင်မပူလောင်တော့ဘူးဘောနော်အဲ့ကာမှာတစ်ဆင်ကျွန်တော်တို့ရဲ့အတိုင်းအဆကျွန်တော်ပြန်ကြည့်ရမှာဘောနော်အဲကိုကိုဘာလုံနိုင်တယ်ဘောနော်ကိုလုံနိုင်တဲ့အပေါ်မှာပဲကျွန်တော်တို့ကကိုဆိုကိုလုံနိုင်ဆောင်ရဘောကိုကိုယုံကြည်ပါ သူများရဲ့လုံနိုင်ဆောင်ရဘောကျွန်တော်မမျှော်လင့်ပါနဲ့ကျွန်တော်တို့သွားမယ်ခီးရအရှိရှိသေးတယ် ကျွန်တော်စိတ်တက်ကြလို့ရတယ်ဗောနော်ကျွန်တော်လူတိုင်းကကြပါစိတ်တက်ကြ Okay ကြလို့ရတယ်အကြတောင်းကျွန်တော်တို့ဘလိုနီလန်းလေးတုံးမလဲဗောနော်အဲ့တော့အချင်းချင်းကျွန်တော်တို့အဲကျွန်တော်တို့ထောက်ပံ့နေရတာရှိတယ်ဗောနော်အချင်းချင်းကျွန်တော်စိတ်ပန်းဆိုင်ရာယူပန်းဆိုင်ရာထောက်ပံ့နေရတာရှိတယ်ဗောအဲ့တော့တချို့အရာတွေမှာကြလို့ရှိရင်ကျွန်တော်ထောက်ပံ့လာဆိုတာဆော့ပြောလို့ဗောနော်ကျွန်တော်တို့စိတ်ပန်းဆိုင်ရာတယောက်တယောက်ထိတွေ့လိုက်တဲ့အခါမှာတန်လိုက်စကွင်းလူပဲဗောနော်သူ့ရဲ့ပြောဆိုနေတဲ့အရာတွေကအပူပင်တွေကကျွန်တော်စီရောက်တာရှိတယ်ကျွန်တော်ပြောတဲ့အပူပင်တွေကသူစီရောက်သွားတာရှိတယ် အနည်းနဲ့မြောက်ဝမ်းသာစရာဆိုလဲကျွန်တော်တို့ပူးဆက်ကြတာပေါ့အဲ့တော့ကျွန်တော်တို့အဝိုင်းအဝန်းကိုအဲကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာပဲခိုင်ကြည်တဲ့အဝိုင်းဝန်းဖြစ်ဖို့ကိုကိုတိုင်ကအရင်ဆုံးကျွန်တော်တို့တောင်တင်းခိုင်မအောင်ကျွန်တော်လိုရမယ်ပြီးတော့တောင်တင်းခိုင်မာတဲ့ပဝန်းကျင်ဖြစ်အောင်ကိုပဝန်းကျင်ကိုလည်းပြုပြင်ရမယ်ပြီးတော့အဲ့ပဝန်းကျင်မှာလည်းကိုကစီမျောအောင်မယ်ပေါ့ ော်အဲ့တော့ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့ဖြစ်စဉ်တွေဖြစ်စဉ်တွေကောင်းတဲ့ဆိုးတဲ့အကုန်ပေါ်မှာလက်ခံလိုက်ပါကိုအတိုင်းဆောင်ကိုကြည့်ပါကိုယုံကိုလုံနိုင်စွာပေါ်ယုံကြည်မှုထားပါသူများလုံနိုင်စွာပေါ်ပြောလင်းချက်မထားပါနဲ့ဟုတ်ကဲ့ကျေးဇူးပါကိုအောင်လို့ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီနေ့အစီအစဉ်လေးဖြစ်တဲ့တန်မာသောနှလုံးသားများဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်ကျွန်တော်တို့ဆွေးနွေးကြတာအာပူပေါင်းပါဝင်ပြီးတော့လာရောက်ပြီးတော့အဲကိုရဲ့အတွေ့အကြုံတွေရောကိုယူဆထားတာတွေရောနောက် ူတပါးကိုခွန်အားဖြစ်စေတဲ့နော်စိတ်စိတ်ဓာတ်ခွန်အားရရှိစေဖို့အတွက်အများကြီးဆုတောင်းပေးသွားတဲ့တမာတော်နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့ကိုအောင်လုံးရောဒီအမေအီမျိုးရောကျွန်တော်တို့ဘက်ကကျေးဇူးအများကြီးတင်ပါတယ်အာကျွန်တော်တို့အတွက်ခွန်အားတွေလည်းအများကြီးရလိုက်ပါတယ်ကြီးစုနေတဲ့ပြည်သက်တွေအတွက်လည်းခွန်အားတွေအများကြီးရရှိလိမ့်မယ်လို့လည်းကျွန်တော်ပြောလိုက်ပါတယ်ကိုအောင်လုံးရောမေအီမျိုးရောကိုယ့်ရဲ့အတွေ့အကြုံတွေကနေတစ်ဆင့်မျှဝေသွားတယ်ဆိုပေမဲ့လို့အဲချို့တော့ချို့တော့ဒူရီအတွက်ကျွန်တော်တို့အများကြီးအထောက်ပံ့ရလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ် ကျေးဇူးပေးတဲ့ပရိသတ်အားလုံးလည်းကျေးဇူးတင်တယ်။ကိုအောင်လုံးတို့မအိမီတို့လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပရိသတ်များခင်ဗျာအခုကျွန်တော်တို့စီစဉ်တင်ဆက်ပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်ရဲ့အပိုင်းတစ်ခုအနေနဲ့တန်မာသောနှလုံးသားများဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ ကျွန်တော်တို့ရဲ့အဲ့နှစ်ယောက်နဲ့အတူဆွေးနွေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါအစီအစဉ်ကနေပြီးတော့နောက်အပိုင်းတွေနောက်အပိုင်းတွေလည်းဆက်လက်စီစဉ်တင်ဆက်သွားအောင်မှာဖြစ်ပါတယ်။အပတ်စဉ်တိုင်းစောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းမိသားရဲ့ခံလိုပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံချင်းသားမကွန်ယူဆောင်ရွက်တဲ့ AAPP ကနေစီစဉ်ထုတ်လွှင့်လိုက်တာဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။